စိတ်ကူးနဲ့လက်တွေ့မဲလို့ခြင်းနဲ့အရာထလိုအပ်တဲ့အရာကိုပဲအရင်လုပ်တဲ့နဲ့ခဏတာမကြည့်နဲ့တဘွားစာကိုကြည့်တတ်ပါလေတချို့အရာတွေကလိုချင်တတ်မှတ်ဖို့ကောင်းတယ်ဒါပေမဲ့မင်းအထွတ်အာမခံချက်ဆုံး ရှိဘူးအတ္တိကနဲ့တမညာခွဲခြားတတ်ပါစေဘဝကိုစကလုံးတွေနဲ့ရေးသားလို့မရဘူးလှုပ်ဆောင်ချက်တွေနဲ့ပုံဖော်တတ်သူဖြစ်ပါစေမျော်လင့်ချက်အိမ်မက်တွေတောက်ဆုံးသွားတဲ့အခါကြံလေတိဆောက်ဖို့ကြိုးစားပါဘဝဆိုတာ ြုံလဲဖို့လဲကူတော့လောက်ပြန်တည်ဆောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါတယ်အိမ်မက်ဆိုတာဟာအခမဲ့မန်လို့ရပြီမဲ့အကောင့်ထဲပေါ်ဖို့အတွက်အစွမ်းကိုပေးဆက်ရတယ်ကိုသားနေကိုရဲ့အားကိုရပါ ကိုကိုကိုယုံကြည်ချက်ရှိနေတဲ့၍ရှင်သန်ချိန်တိုင်းကအတိတ်ပဲရှိနေပါပါကိုရှောင်းဖလန်းနေတဲ့လမ်းတစ်လျှောက်မှာအခက်ခဲတွေကြုံလို့လက်လျှော့ကျင်တဲ့အခါလဲတင်ပါကြောင့်စတင်ခဲ့တယ်လဲဆိုတော့ကြံတည်ရပါသူများနဲ့မတူတဲ့အခက်အခဲတွေပေါ့ရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့အခါ သူငားနဲ့မတူတဲ့ခံစား권တွေကိုရရှိမယ်ဆိုတာဧကံမောက္ခယုံကြည်လိုက်ပါမိတ်ဆွေ team ပါတဲ့ခလေးဟာမိုးထဲမှာပိုအပြေးမြန်တတ်ပါတယ်ဥတီချက်မရှိတဲ့လူဟာဥတီချက်ရှိတဲ့လူအတွက်အလုံးလုံးပေးရဘွဲ့ဒီဂရီဆိုတာကြီးတဲ့စိတ် အရေးအချင်းဆိုတာငွေသစိတ်လူမှုဆက်ဆံရေးအတက်ဟာစွေသစိတ်ပါအချစ်ဆိုတာရိုးရိုးရှင်းရှင်းပဲဖြစ်လို့ရတယ်လောလောကကိုမဖြစ်စင်အောင်ယောက်ျားကောင်းဟာညွှန်ဆွဲမှုတန်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့ဒီလိုမိမကောင်းဟာလည်းအထီးကျန်တဲ့တန်ကိုခံနိုင်စွမ်း ရှိရပါမယ်။လှပတဲ့နတ်သမီးဆိုတာလူလောကမှာတကယ်မရှိပါဘူး။ဆယ်ရင်ကောင်းတဲ့မဲကလေးဆိုတာပဲတကယ်ရှိတာပါ။အမုန်းခံရတဲ့လူဟာဘာထီးကိုင်းမှုမှမရှိပါဘူး။မုံတဲ့လူရဲ့နှလုံးသားထဲမှာသာတန်ရာတန်ချက်အဖြစ် ဖြစ်နေတယ်ပါတယ်။တင်ကိုတိုင်းဘဝအခက်အခဲကိုရင်ဆိုင်ရဲတတိမရှိဘူးဆိုရင်တင့်အတွက်ရရင်ပေးမဲ့လူစရာမရှိပါဘူး။ပြဿနာတွေတွေ့ရင်မိမိကိုယ်ကိုအရင်စမ်းစစ်ပါကဘာမီဆွဲအားကိုအပြစ်ဖို့နေမယ်ဆိုရင်တော့ ပြဿနာကဘယ်တော့မှပြီးတော့မှဟုတ်တော့ပါဘူးဒီဗီဒီယိုလေးကိုသင်ရဲ့ခြင်းတွေအကျိုးရှိအောင်များများလေး share မိတို့ရပါတယ်